ောင်လဆန်ကတော့ရော့တန်နဲ့ကျွန်တော်တို့ချစ်ရတဲ့ဂျော့ရှွာဘန်တို့သူတို့နှစ်ယောက်ကဘယ်သူပိုကောင်းလဲဆိုတာကိုပြည်သက်တွေကိုထူးထူးဆန်းဆန်းအဖြေတွေပေးလာခဲ့ပြီပဲဖြစ်ပါရည်။အောင်လအန်ဆန်နဲ့ဂျော့ရှွာဘန်ရဲ့ဆက်ဆံရေးအောင်လအန်ဆန်နဲ့ရော့တန်ရဲ့ဆက်ဆံရေးကတော့တနိုင်ကလုံးပြည်သက်တွေတည်ပြီးသားဖြစ်မှာပါ။အောင်လအန်ဆန်ဟာနှစ်ယောက်စလုံးကိုခင်းပါတယ်။နှစ်ယောက်စလုံးကိုလည်းချစ်ပါတယ်။ ဒါမဲ့ Joshua Ban ကမြန်မာနိုင်ငံသားလीသူကတော့အားပေးရမယ်ဆိုရင်တော့ Joshua Ban ကိုအားပေးရမှာဒါမဲ့ Rotan နဲ့လည်းတကယ်ဥမာညီကိုရင်ဆက်ဆံရေးရှိနေတာကိုပရိသတ်တွေကဒီကောအောင်လာအန်ဆန်ရဲ့သူ့ဘဝရဲ့ World Championship နောက်ဆုံးထိုးဝေးကြီးဒီကာလမှာအောင်လာအန်ဆန်နဲ့ Rotan ရဲ့ဆက်ဆံရေးကိုတနိုင်ကလုံးဝသွေးပြီးသားဖြစ်မှာပါအခုအောင်လာအန်ဆန်ကဒါအမေရိကန်နိုင်ငံကိုပြန်ကားနီးမှာ အဲ့ကြတော့အခု Champion Singo ဘွဲ့ထုတ်တက်ရအောင်မယ်နော်ဒါဒီဇင်ဘာလခရီးနေ့မှာ Champion Singo ဘွဲ့ကြီးထုတ်ရအောင်မယ် Joshua မိုင်းအခြေအနေကိုသုံးသပ်ပြခိုင်းခဲ့ပြီးတော့အခုနော်သူနဲ့ဒါအမြဲတမ်း Trader သွဲလာဘန်ကောက်မှာတွေ့နေရတဲ့ Rotan နဲ့နော်သူရဲ့ညီကိုလိုခင်ရတဲ့ Rotan နဲ့ဘသူဘူကောင်းလဲဆိုရင်နေထားမျိုးနဲ့မေးမြန်းခဲ့ကြပြီဖြစ်ပါတယ်ဆိုတော့ online ဆက်ကထူးခြားစွာဖြစ်တယ်အဲ့တော့ Rotan ကရဲ့ အသက်6နှစ်အရွယ်ကလေးကနေတဲ့လေ့ကျင့်မှုပြင်ဆင်မှုတွေကိုလုပ်နေပါပြီတဲ့အသက်9နှစ်အရွယ်မှာဒါကျွန်တော်တို့ပြိုင်ပွဲတွေကိုဆိုရင်သူ့အနေနဲ့ရှင်ပြိုင်ထိုးသက်ခဲ့ပြီပေါ့လေအခုဆိုရင်ပွဲပေါင်းသူ့ရဲ့တက်တန်းကနော်ကျွန်တော်တော်လေးကိုအသက်ငယ်ကလေးကနေ professional fighter world ကိုစတင်ခဲ့တာဖြစ်တဲ့အတွက်အသက်နော်ကျွန်တော်တို့ကိုနေကလေးကနေစတင်ခဲ့တာဖြစ်တဲ့အတွက်အခုချိန်မှာဆိုရင်တော့ပြေရော့ထိုင်ရဲ့အတွေ့အကြုံကပွဲပေါင်း300ကျော်ပြီလို့သုံးသက်ပြထားပြီဖြစ်ပါတယ် ဆိုတော့ rotan ကပြီးတဲ့ခါကျတော့ champion ကပတ်လေးရယူပြီးပြီးတော့အောင်မြင်မှုလေးရယူပြီးပြီးအသက်လည်းကျွန်တော်တို့28 29ရောက်ရှိနေပြီဖြစ်တဲ့အတွက် rotan အနေနဲ့ဆိုရင်အောင်မြင်မှုရရှိပြီးပြီလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဘသူပိုကောင်းလဲဆိုတာထက်ကျွန်တော်အနေနဲ့အခုလိုမျိုး rotan ကကျွန်တော်ရဲ့ Joshua Van Thua တော့အခုလိုမျိုး rotan ကပွဲပေါင်း300 tour champion လေးဖြစ်ပြီးပြီးဆိုရင်နေသားမျိုးကိုပြောလို့ Joshua Van Thua နော်တအားကြီးကောင်းတယ်လို့ပြောချင်တာမဟုတ်ဘူးတဲ့ဂျက်ရှွာဘန်ကအခုမှအသက်23 24ပဲရှိသေးတယ်သူ့အနေနဲ့ချန်ပီယံစင်ကိုပွဲထိုးရမယ်ဆိုတော့ဂျက်ရှွာဘန်ဟာနော်ရော့တန်ရဲ့ level သူလေးဖြစ်နိုင်တယ်ပြီးတဲ့ခါကျတော့ရော့တန်ထက်အစပေါင်းများစွာအောင်မြင်တဲ့ကမ္ဘာကျော်ဖိုက်တာကြီးလေးဖြစ်နိုင်တယ်ဆိုပြီးတော့အောင်နိုင်ဆန်ကနော်ပညာသားပါပါပဲသုံးသက်ပြသွားခဲ့တာပဲဖြစ်ပါတယ်ဆိုချင်တာကဗျာရော့တန်ကအခုအသက် တော့မယ်နော်30မကြာခင်မှာပြေအောင်မယ်အော်ခပတ်လေးရယူပြီးပြီဆိုတော့မကြာခင်မှာအခြားပိုင်းကိုရောက်တော့မယ်နော်ဒါတော့ Rotten က World Championship မှာထိုက်တဲ့လောက်အောင်မြင်တယ်မြန်မာပြည်သက်တွေကတော့ Rotten ကိုမကြိုက်ရတာက Rotten က World Championship မှာပဲတောက်ပါတယ် UFC ကကပတ်အဆင့်ရှိတယ်နော်ဟိုကျွန်တော်တို့နိုင်ငံတကာ International အဆင့်မရှိတာနော် World Championship ကအဲ့လိုမျိုးပုံစံမျိုးပြောချင်တာဒီကကြတော့အာဝိုင်းစီဖြစ်တဲ့ territory က Rotten ကမျက်နှာသာပေးလို့မွေးစားသာဖြစ်နေလို့နော် Joshua မှာကျတော့ go to go ချွန်တက်လာတယ်ကောင်းဆိုတော့ လုံးဝအကွာကြီးလို့ဆိုထားပြီဖြစ်ပါတယ်။အောင်လန်းဆန်းကလည်းဘသူ့ကိုမှကျွန်တော်တို့တော့မကောင်းမပြောချင်ဘူး။တော့ဘသူ့ကိုမှတော့ကျွန်တော်တို့နဲ့တော့မပြောချင်ဘူး။ဒါကြောင့်မို့လို့မြစ်ဆူလိုတာဖြစ်ပါလိမ့်မယ်။ဆူလိုချင်တာကဂျိုရှွာကဟိုရော့တန်ရဲ့ level 2လေးဖြစ်နိုင်တယ်။သူထက်လည်းအများကြီးတိုးတက်နိုင်တဲ့အကြောင်းကိုပြောသွားခဲ့တာပဲဖြစ်ပါတယ်ဗျာ။